ကဲအားလုံးမင်္ဂလာပါဗျာနော်အားလုံးမင်္ဂလာပါနော်ကျွန်တော်ခုပြပေးမှာတခွဲကောင်းစနစ်နော်တခွဲကောင်းဒဲကြတဲ့စနစ်ကိုပြပေးမှာဖြစ်တယ်နော်စနစ်ကောင်းတယ်နော်တေချာကြည့်နော်တို့ဒီမှာဒါ22ကြိမ်နော်22ကြိမ်23ကြိမ်24ကြိမ်နော်ဒီမှာဆို22ကြိမ်မှာဆိုနောက်ပေါင်း5ကနော်နောက်ပေါင်း5အဲ့နောက်ပေါင်း5ကဒီမှာနောက်ပေါင်း5လို့ရိုက်တယ်နော်ဒါပထမကတ် ုတိယကတ်မှာ9ပြီးတော့4တပောက်ရောပါနော်စင်ဒီယာနော်9ပြီးတော့4အဲ့နောက်ပေါင်း400နောက်ပေါင်း4နော်နောက်ပေါင်း4ပြီးရင်နောက်ပေါင်း3နော်9 4 3နော်နောက်ပေါင်း3ကနောက်နှစ်ကိုနောက်ပေါင်း3လို့ပို့နှစ်ထပ်နော်နောက်ပေါင်း5ကိုနောက်ပေါင်း5ပို့တယ်ပြီးရင်နောက်ပေါင်း4ကိုနောက်ပေါင်း4နောက်ပေါင်း3ကနောက်ပေါင်း3 9 4 3နော်9 4 3ပစားတာနော်အဲ့ဒီ9 4 3ကိုပါဝါလှန်နေစနစ်เนาะ9 4 3ကိုပါဝါလှန်တော့3998เนาะ ဲ့ဒီ300ရှင်းနဲ့ကဏ္ဍတစ်ခွက်ကိုအပီးရှင်းပါနော်ဟုတ်ပြီနော်ကဏ္ဍ300ရှင်းနဲ့အပီးရှင်းမယ်တခွက်ထဲထဲကြတဲ့စနစ်နော်အဲ့တော့အဲ့တော့နောက်ပေါင်း9ကိုတဲ့နော်ဒီဘက်ကိုနောက်ပေါင်း9လို့ကစားရတယ်အဲ့ကစားရတာနဲ့သူ့အပေါ်မှာသူ့အပေါ်တင်နောက်ပိတ်နဲ့ကိုးခါနဲ့နော်ကိုးနဲ့တင်နဲ့3ည9ရဲ့ပါပါဘူးနောက်ပေါင်း9နောက်ပေါင်း9ရဲ့ပါပါဘူး3ညလို့သူကထောက်လိုက်တာနော်3ညထောက်တယ်နော်ဟုတ်ပြီသူကဒီမှာနောက်ပေါင်း4နောက်ပေါင်း4နောက်ပေါင်း4ရဲ့ပါပါဘူး ကိုးပေါ့နော်ကိုးရပါလေးရပါပါကိုကိုးထားလိုက်တာနော်ဒီမှာကျတော့နောက်ပေါင်း3နောက်ပေါင်း3 3ပါပါကို8လို့ဒီမှာထောက်မှာနော်ဒီခါနဲ့ဒီနောက်ပိတ်နဲ့ကို8လို့ထောက်တာဆိုတော့နော်ဟုတ်ပြီနော်နောက်ပေါင်း5နောက်ပေါင်း5အဲ့5ကို5ရပါပါကို5ကိုပါပါလှန်လိုက်တော့3ညနော်အဲ့ဒီ3ညကိုတဲ့အဲ့ဒီ3ညစီဒီ၄လုံး3ညနော်ဒီ၄လုံး3ည၄ရဲ့၁ရဲ့၅ရဲ့ဒီ3ည၄လုံး3ညပြန်လောက်တာနော် နောက်ပေါင်းငါဖရင်စတဲ့တာနောက်ပေါင်းငါကိုနောက်ပေါင်းငါပို့တာဆိုပို့ပြီးရငါးရပါပါဘူးဒီနှလုံးသုံးညအဲ့သုံးညကိုဒီလေးလုံးသုံးညနော်လေးတငါးသုံးညသုံးညနော်အဲ့ဒီသုံးညဒီတဲ့ထိတ်ထောင်သုံးလုံးသုံးညလို့သူကဖြီးရမှာနော်အဲ့ဒီသုံးညကိုထိတ်ထောင်သုံးလုံးသုံးညဖြီးမယ်အဲ့တုံညာကိုဒီလေးနောက်ပိတ်နေတဲ့နော်ဒီလေးနောက်ပိတ်နေဒီ6ထိပ်ဒီနေတုံညာလို့သူကထည့်လိုက်တာထည့်လိုက်တာနဲ့အဲ့တုံညာဒီဒီမှာတုံညာထိတ်လို့တက် ုံညာထိတ်လူတက်ပြီးရနဲ့အဲ့တုံညာသည်တုံညာထိတ် တက်မယ်ခါးနှလုံးတုံညာနောက်ထောင်တုံလုံးတုံညာနော်ဒါတုံညာနဲ့အပီရှင်းတာကဏ္ဍကိုတဲတဲ့ခွက်တဲ့နော်တဲတဲ့ခွက်တဲ့တုံညာနဲ့အပီရှင်းတာနော်ပြန်ပြောပြမယ်ရှေနောက်ပေါင်း၅ဘူးနောက်ပေါင်း၅လို့ပို့လိုက်တယ်အဲ့၅ရဲ့ပါပါဘူးဒီ၉နဲ့တင်းနဲ့တုံညာလောက်လိုက်တယ်အဲ့တုံညာသည်ဒီ၄၁၅တုံညာ၄လုံးတုံညာအဲ့တုံညာသည်တုံညာလို့ထောင်မယ်ထိတ်သုံးလုံးအဲ့တုံညာထောင်ပြီးရနဲ့ဒီ၄နောက်ပိတ်နဲ့ဒီ၆နောက်ပိတ်နဲ့တုံညာ ဒီ၄နောက်ပိုင်းနဲ့ဒီ၆ထိပ်နဲ့၃ညလို့ထောက်ပြီးတာနဲ့အဲ့၃ညကို၃ညထိပ်ခါးနှလုံး၃ညနောက်ထောင်၃လုံး၃ညဆိုပြီးတော့၃ညနဲ့ပတ်သက်ပြီးတော့ခဏတခွက်တည်းတဲ့အပီရှင်းသွားတာနော်၃ည၃ခုထွက်တယ်နော်အဲ့၃ညဒီ၃ညထိပ်ခါးနှလုံး၃ညနောက်ထောင်၃လုံး၃ညနော်၃ညနဲ့အပီရှင်းတယ်နော်ဟုတ်ပြီအဲ့ကဏ္ဍဒီအဲ့၃ည၃ခုခုံလို့တဲ့ကဏ္ဍဒီတဲ့သူကထူးဆန်းတာတိုက်ဆိုင်မှုကနော်ဒီလို အပေါ်ပြန်ကြဖြစ်နေရမယ်เนาะဒီမှာ3ည3ခုံဆိုတဲ့ကဏ္ဍသူ့အပေါ်မှာထွက်ပြီးသားကဏ္ဍဖြစ်နေရမယ်အဲ့ကဏ္ဍဒီเนาะเนาะ3ည3ခုံဆိုတဲ့ကဏ္ဍပြန်ကြဖြစ်နေရမယ်အဲ့3ည3ခုံဒီလည်းပဲသူကခါးသုံးလုံးထောင်3ထောင်ထားတဲ့ကောင်ဖြစ်ရမယ်เนาะခါးသုံးလုံး3လို့ထောင်ထားတဲ့ကောင်ရဲ့ဒီထိတ်ဆုံးကဒီ3ည3ခုံဆိုတဲ့ကဏ္ဍအဲ့ကဏ္ဍပြန်ကြเนาะအဲ့ကဏ္ဍပြန်ကြဖြစ်နေเนาะပထမကပထမက9ဟိုပါဝါလှန်တော့3ည ਨੇ ကစားတာเนาะဟုတ်ပြီအဲ့တော့ဒုတိယက ဒုတိယအကက်ကိုနောက်ပေါင်း404လို့ပို့ပြီเนาะနောက်ပေါင်း404လို့လို့ပို့အဲ့4ရဲ့ပါပါဘူးတဲ့ဒီ6ခါနဲ့ဒီ3နောက်ပိတ်နဲ့6လို့ထားလိုက်တာเนาะဒါဒုတိယအကက်เนาะ3ညာပြီ3ညာပြီတော့4ကိုပါလာနဲ့6ကိုလည်း6ကိုအဲ့6ကိုတဲ့ဒီ4လုံး6ကိုလို့ထည့်တာเนาะအဲ့6ကိုဒီ6ခါ6ခါရဲ့5ခါရဲ့1နောက်ပိတ်ကဲဒီ4ရဲ့เนาะ6 5 4 1 6 အိုက်ကိုကဒီမှာထိတ်ထောင်သုံးလုံးကိုးလို့ထောင်ရမှာเนาะပထမကတ်ကလိုပဲထိတ်ထောင်သုံးလုံးကိုးထောင်မယ်ကိုးထောင်ပြီးရတယ်ဒီနှစ်နောက်ပိတ်နဲ့ဒီခုထိတ်သီးနဲ့ကိုးလို့ထောင်အဲ့လိုကိုးလို့ထောင်ရတယ်အိုက်ကိုဒီနောက်နှစ်မှာသူ့ရဲ့ဆောင်မှာကိုးထိတ်သီးခါနှလုံးကိုထိတ်ထောင်နောက်ထောင်သုံးလုံးကိုးဆိုပြီးအပီရှင်းတာเนาะအိုက်ကိုနဲ့ကဏ္ဍတစ်ခွက်တည်းအပီရှင်းတာเนาะပထမကတ်မှာ ရှေ့ပေါင်းကနောက်ပေါင်းကနော်ရှေ့ကနောက်ပေါင်းကနောက်ပေါင်းကပို့တယ်ငါးပေါင်းက၃ညအဲ့၃ညကိုဒီလေးလုံး၃ညထည့်တယ်အဲ့၃ညဒီခါတော်ထိတ်ထောင်၃လုံး၃ညအဲ့၃ညကိုဒီလေးနောက်ပိတ်နဲ့ဒီ၆ထိတ်နဲ့၃ညလို့ထောက်ပြရတယ်အဲ့၃ညကို၃ညထိတ်ထည့်တယ်အဲ့၃ညထိတ်ဒီခါနှလုံးနဲ့၃ညဖြစ်ရမယ်နောက်ထောင်၃လုံးနဲ့၃ညဖြစ်ရမယ်နော်၃ည၃ခွန်တဲ့အဲ့ကဏန်းဒီတဲ့သူ့အပေါ်ပြန်ညာကဏန်းဖြစ်ရမယ်တဲ့နော်အဲ့အဲ့ကဏန်းသူ့အပေါ်ပြန်ညာကဏန်းအဲ့ပြန်ညာကဏန်းဒီလည်းပဲခါတော်၃လုံး၃လို့ထောင်ထားတဲ့ကောင်ကဒီထိတ်မှကြာထားတဲ့ကဏန်းနော်အဲ့ပြန်ညာကဏန်း သူပြန်ထွက်တာနော်ဒုတိယကကြတော့တုံညာပြီးတော့ကိုကိုလှည့်နော်နောက်ပေါင်း၄ရနောက်ပေါင်း၄ပို့တယ်၄ရပါပါကိုကိုတဲ့နော်ဒီရပါပါကိုအိုက်ကိုဒီဒီကိုရ၅ရ၁ကရ၄ရဒီကနန်း၄လုံးကိုပြန်ဖြီးတယ်ဖြီးပြီးရနဲ့ထိတ်တောင်၃လုံးကိုကိုကစားတယ်အိုက်ကိုကသူကဒီနှစ်နောက်ပိုင်းနဲ့ဒီခုန်ထိတ်သေးနဲ့ကိုကိုလိုထောက်ပြီးကမှအိုက်ကိုဒီကိုထိတ်တက်တာကိုထိတ်တက်တဲ့အချိန်မှလည်းပဲသူကခါးနှလုံးကိုကိုထိတ်သေးလိုကြိုက်တာနှာခါးနှလုံးကလည်းကိုနောက်ထောင်၃လုံးကလည်းကိုဖြစ်ရမှာ เนาะအဲ့တော့ကဏ္ဍ6နဲ့ပတ်သက်ပြီးတော့အပိရှင်းတာကဏ္ဍတစ်ခေါက်တစ်ထွက်တယ်เนาะ6 5တည်းအဲ့ဒီ6 5တည်းဒီလေတဲ့သူ့အပေါ်ကထွက်လာတဲ့ကဏ္ဍဒီသူ့ဘုရားပြညာကဏ္ဍမှာတဲ့เนาะသူ့ဘုရားပြညာကဏ္ဍမှာ9တိကိုဆိုတော့ကဏ္ဍเนาะထွက်တာအဲ့ပြညာကဏ္ဍဒီလေပဲသူကခါးထောင်၃လုံး၃ထောင်ထားတဲ့ကောင်ခါးထောင်၃လုံး၃ထောင်ထားတဲ့ကောင်ထိတ်ကဒီပြညာကဏ္ဍเนาะအဲ့ကဏ္ဍဒီပြညာเนาะသူကလာပြီးတော့တိုက်ဆိုင်နေတာဗောနော်ဒီမှာလာပြီးတော့ဟောပြီး၃ညာ၉ပြီးတော့ခါကျအခု၈လက်เนาะအဲ့၈ တုံညာပြီးပြီးကိုးပြီးပြီးရှေ့လေအဲ့ရှေ့ကပဲကောင်းမဲ့ဆိုတော့နောက်ပေါင်း၃ကိုနောက်ပေါင်း၃လို့သူကရိုက်လိုက်ပြီနော်ပထမကတ်မှာနောက်ပေါင်း၅၅နောက်ပေါင်း၄၄နောက်ပေါင်း၃ကို၃နော်အဲ့နောက်ပေါင်း၃ကိုပါပါဦးဒီမှာ9 1နဲ့8လို့ထောက်လိုက်ပြီတဲ့နော်9 1နဲ့8လို့ထောက်အဲ့ရှေ့ကိုလည်းပဲဒီကနန်း၄လုံးက8ပြန်ဖြစ်ထားအောင်မယ်6ခါရယ်3ညာခါရယ်6နောက်ပိတ်ရယ်ဒီ6နောက်ပိတ်ရယ်ဒီကနန်း၄လုံး6 3ညာ6 6ဆိုတာ8ပြန်ပြရမယ်เนาะဟုတ်အဲ့8တည်တဲ့ထိတ်ဆောင်3လုံး8လို့ထောင်ရမယ်เนาะ8ကက်ကတည်းကအတူတူပဲเนาะ ထဲကမလို့ရှစ်လို့ထောင်းပြရနဲ့တဲ့ဒီက6နောက်ပိတ်နဲ့ဒီနှစ်ထိတ်နဲ့ကိုရှစ်လို့သူကလားထောက်တာနော်ဒီ6နောက်ပိတ်နဲ့ဒီနှစ်ထိတ်နဲ့ကိုရှစ်လို့လားထောက်ပြရနဲ့အဲ့ရှစ်ဒီရှစ်ထိတ်လို့တက်လိုက်တာနဲ့တဲ့သူကနော်အဲ့ရှစ်ဒီရှစ်ထိတ်လို့တက်လိုက်တာနဲ့သူကဒီမှာရှစ်ထိတ်တက်ပြီရှစ်ထိတ်လို့တက်လိုက်တာနဲ့ခါးနှလုံးကရှစ်ဖြစ်ရမယ်ဆိုတော့ကိုနော်နောက်ထောင်သုံးလုံးကလည်းရှစ်သူ့တိုင်းလိုက်ထောင်ရမယ်ဆိုရှစ်ထောင်ရမယ်ဆိုရင်၄ပေါ့နော်၄နော် အဲ့ထိတ်ဆောင်သုံးလုံးရှိ6နှစ်နှစ်နဲ့ရှိအဲ့ရှိဒီရှစ်ထိတ်တက်လိုက်တာနဲ့အဲ့ရှစ်ထိတ်ကြောင်းခါနှလုံးရှိနောက်ထောင်သုံးလုံးရှိဆိုတဲ့အခါကျတော့69 4ဆိုတဲ့ကဏ္ဍနော်ဒေတာကွက်ထဲထွက်တာနော်69 4ဆိုတဲ့ကဏ္ဍရမယ်နော်အဲ့69 4ဆိုတဲ့ကဏ္ဍဒီလဲပဲတဲ့သူ့အပေါ်ကပြန်ကြကဏ္ဍဖြစ်နေရမယ်တဲ့နော်သူကဒါနဲ့ပြန်ချုပ်ထားတာနော်အဲ့မှာတိုက်ဆိုင်မှုသူကထူးဆန်းတာပြန်ကြဖြစ်နေနော်အဲ့မှာထွက်လာတဲ့ကဏ္ဍနေဒီပြန်ကြကဏ္ဍဖြစ်နေအဲ့ပြန်ကြကဏ္ဍဒီလဲခါသုံးလုံး3000တာမှာတဲ့နော် ခါသုံးလုံးက3000ထားအဲ3000ထားတဲ့ကောင်ကဒီထိတ်ကဒီကနန်းအဲ့ကနန်းဒီတဲ့ပြန်ကြဖြစ်ရပါမယ်တဲ့နော်သူကစနစ်ကနော်သူက9လေး3နဲ့ frame စတယ်ပြီးတော့သူ့ကိုပါဝါလှန်တော့390ရှင်နော်အဲ့ဒါနဲ့အပီရှင်းတာနော်တစ်ခေါက်ပြန်ပြောပြမယ်နော်ဒီမှာ frame စတယ်တည်းကသူကနောက်ပေါင်း9ကိုနောက်ပေါင်း9လို့စတယ်လာနော်နောက်ပေါင်း9ကိုနောက်ပေါင်း9တယ်တယ်9ရဲ့ပါဝါကို6နဲ့1နဲ့3ညလောက်လိုက်အဲ့3ညကိုတည်းဒီ4ရဲ့1ကဲ9ရဲ့3ညရဲ့3ညအဲ့3ညဒီတည်းထိတ်ထောင်3လုံး3ညပါတဲ့နော် အဲ့တုံညာဒီဒီ၄နဲ့ဒီ၆နဲ့တုံညာအဲ့တုံညာဒီဒီမှာတုံညာထိတ်လို့လာထည့်လိုက်တာ ਨੇ အဲ့တုံညာထိတ်ခါးနှလုံးတုံညာနောက်ထောင်တုံလုံးနဲ့တုံညာတုံညာနဲ့အပီရှင်းသွားတာထက်ထက်ကွက်ထဲနော်တုံညာနဲ့အပီရှင်းသွားအဲ့တုံညာဒီတုံညာထိတ်လို့ထည့်လိုက်တာ ਨੇ ခါးနှလုံးကလည်းတုံညာနောက်ထောင်တုံလုံးကလည်းတုံညာဖြစ်ရမှာအဲ့ဒီအချိန်မှာအဲ့ကြတဲ့ကဏန်းဒီတဲ့သူ့အပေါ်ကပြန်ကြကဏန်းမှာဟာတဲ့နော်ကြတဲ့ကဏန်းသူ့အပေါ်ပြန်ကြကဏန်းအဲ့ပြန်ကြကဏ္ဍကိုမှသူကခါးသုံးလုံးသုံးထောင်ထားတဲ့ကောင်ရဲ့ထိတ်ကဒီကဏ္ဍကပြန်ကြကြတာနော်ပြန်ကြကြတာ ဟုတ်ဒါပထမကငါးပြီးတော့သူက၄လေလေးနော်အဲ့လေးနှပေါင်း၄အဲ့နှပေါင်း၄ဒီနှပေါင်း၄လို့လာတယ်ဒုတိယကနော်အဲ့လေးဒီလေးရဲ့ဘာဘာကို၉လို့သူကထောက်လိုက်တာ၉လို့ထောက်လိုက်တာအဲ့၉ဒီဒီမှာ၉ရဲ့၅ရဲ့တကယ်လေးရဲ့ဒီလေးလုံး၉အဲ့၉ဒီတဲ့ထိထောင်၃လုံး၉အဲ့ထိထောင်၉လုံး၃လုံး၉ကိုဒီနှစ်နောက်ပိုင်းနဲ့ဒီခုန်ထိပ်စီးနေရလဲ၉လို့ထောက်လိုက်တာနဲ့တပြိုင်တည်းသူအဲ့၉ဒီ၉ထိပ်တက်တာ၉ထိပ်လို့တက်လိုက်တာနှာခါနှလုံးကလည်း၉၉ထိပ်လို့ကြာလိုက်တာနှာခါနှလုံးလည်း၉နောက်ထောင်၃လုံးကလည်း၉ဖြစ်ရမှာနော် ဲ့လိုဖြစ်တဲ့ချိန်မှာကို9တစ်ဆိုတာကဏ္ဍရမယ်အဲ့ရတဲ့ကဏ္ဍဒီတဲ့သူ့အပေါ်ပြန်ကြပါတဲ့နော်သူ့ဘောကဏ္ဍပြန်ကြကဏ္ဍအဲ့ပြန်ကြကဏ္ဍဒီလေခါသုံးလုံးသုံးလို့ထောင်ထားတဲ့ကောင်ဒီထိတ်ကပြန်ကြကဏ္ဍအဲ့ကဏ္ဍဒီပြန်ကြတာနော်ဟုတ်ပြီဒါဆိုတုံညာပြီပြီကိုပြီပြီရှစ်လဲရှစ်လဲကြသူကနောက်ပေါင်းသုံးဒီသုံးလို့ပို့လိုက်တာသုံးမဲ့ပါပါကိုရှစ်လို့လဲနော်ငါးလေးသုံးကိုပါလှန်ပြီးတုံညာကိုရှစ်နဲ့ကဏ္ဍတခေါ်တဲ့အပီးရှင်းတာနော်နောက်ပေါင်းသုံးဒီနောက်ပေါင်းသုံးသုံးမဲ့ပါပါရှစ်ထောက်ပြီ အဲ့ဒီရှစ်တီးတဲ့ဒီမှာကဏ္ဍဒီ6ကားရဲ့တုံညာခါရဲ့ဒီ6နောက်ပိတ်ကဲဒီ6ပဲကဏ္ဍလေးလုံးကိုရှစ်ပြန်ကစားတယ်အဲ့ရှစ်ပြန်ကစားပြီးတာနဲ့ထိတ်ထောင်သုံးလုံးကိုရှစ်လို့ထောင်လိုက်တယ်ရှစ်လို့ထောင်လိုက်ပြီးတာနဲ့သူကဒီ6နောက်ပိတ်နဲ့ဒီနှစ်နဲ့ကိုရှစ်လို့ထည့်ထည့်လိုက်တာနဲ့အဲ့ရှစ်တီးရှစ်ထိတ်တက်ရမှာနော်အဲ့ရှစ်ထိတ်လို့တက်လိုက်တာနဲ့ခါနှလုံးကလည်းရှစ်ပါတဲ့ခါနှလုံးပေါင်းခြင်းကလည်းရှစ်နောက်ထောင်သုံးလုံးပေါင်းခြင်းကလည်းရှစ်ပါတဲ့နော်ရှစ်နဲ့အပီရှင်းတာကဏ္ဍတကွက်တယ်နော်တုံညာနဲ့ တုံညာထိပ်စီးကြတယ်ခါနှလုံးတုံညာနောက်ထောင်တုံလုံးတုံညာအိုက်ကောင်ဒီအပေါ်ပြန်ညာကနန်းเนาะတုံညာပြီးတော့ကိုကိုဒီခါနှလုံးကိုကိုထိပ်လို့ထည့်ရတဲ့ခါနှလုံးကိုနောက်ထောင်တုံလုံးကိုเนาะကိုငါတစ်ထွက်တယ်အိုက်ကိုငါတစ်ဒီအပေါ်ပြန်ကြเนาะအဲ့တော့အခုဒီမှာရှစ်လဲရောက်သွားပြီအဲ့ရှစ်ဒီရှစ်ထိပ်လို့ထည့်ရတဲ့ခါနှလုံးရှစ်နောက်ထောင်တုံလုံးကလည်းရှစ်ဖြစ်မယ်တော့ရှစ်ကိုလေးအဲ့ရှစ်ကိုလေးဒီတဲ့အပေါ်ပြန်ညာကနန်းမှာတဲ့เนาะပြန်ညာကနန်းเนาะခါတုံလုံးသုံးထောင်ထားတဲ့ကောင်ကထိပ်ကပြန်ညာကနန်းတဲ့เนาะ ဟုတ်ကဲ့နော်အားလုံးဒီလောက်ဆိုရှင်းမယ်ထင်ပါတယ်ဗျာနော်အားလုံးပဲနော်ကိုလက်ပါနော်ကံကောင်းကြပါစေနော်ကံပေးရင်တော့ရမှာပေါ့နော်ဒက်တခွတစ်ကောင်းစနစ်နော်ဒါ